ချေပေါ့ပြီးခဲ့တဲ့ချိန်နဲ့ဆင်းပါကျွန်တော်တို့အော်တာဒီကနေ့အောင်အော်ခဲ့တာစီနီယာလို့ကျွန်တော်ပြောခဲ့တယ်နော်3 4 5အာပတ်လေလို့အော်ခဲ့တာသူကရှေ့ရထွက်သွားတယ်နောက်က6 9ရှေ့လို့သူထွက်သွားတယ်နော်စီနီယာတော့စီနီယာပဲဒါပေမဲ့အခွားစီနီယာဖြစ်သွားတယ်ကျွန်တော်တို့အော်တာဒီကနေ့ချိန်နဲ့ဆင်းပါကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးသူကရှေ့ရထွက်သွားတာ3ဒီမှာကန်တော့လိုတာပေါ့ဗျာနော်ညံကြီးတုံးလို့လည်းမရဘူးကန်တော့လိုတာပေါ့ ကန်လို့တယ်ဆိုတာလည်းတော့မိမိပေါ်မှာပဲမူတည်တယ်ဗျမူတည်တယ်ဆိုတာကျွန်တော်စီမှာကနန်းယူထားတဲ့လူတွေနော်တချိန်စာတပေါင်းနဲ့ယူပြီးကနန်းဖြန့်တဲ့လူတွေအကျွန်တော်ကနော်သိတယ်နော်သိတာပေါ့ဒါကကျွန်တော်ဂျိန်နစင်မှာဩခဲ့တဲ့ဆက်သိချကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဂျိန်နစင်မှာဩပြီးခုပွဲမှာ20တချိန်မှာလုတ်ပြီးနိုင်လို့ဒါကျွန်တော်ချပြခြင်းပါနော်ဒီလိုဆိုင်မျိုးတွေကနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးသိချကြည့်ပါနော်ဒီ98ထဲမှာနော်19ငါးပွဲဥမှာထွက်တယ် เนาะเนาะကျွန်တော်တို့ဒီ2022မှာတက်ငါကူအာပက်လက်ပွဲဥမှာထွက်တယ်2023မှာငါတက်ကူเนาะပွဲဥမှာအာပက်လက်ထွက်တယ်တုံးကတ်စီပါတခြားကြည့်ပါเนาะကျွန်တော်ရမိတ်စီငယ်ချင်းများအားလုံးချိန်20ကတော့ကျွန်တော်စီနီယံလို့ပြောခဲ့တယ်ဒါအကူတွေလက်တည်ပါတယ်ကျွန်တော်တို့အော်ဒါကเนาะ3ဒီ5တချို့ကလည်းတော့မတီနုံးဝါးလေးနဲ့เนาะထွက်တာက698လုံးဝမတူဘူးလို့ပြောတယ်ကျွန်တော်စီမှာကနန်းယူပြီးတော့ကနန်းကိုတခြားလေ့လာပါသူထိုင်း6လုံး နော်ရှေ့ရထွက်တာတော့ကျွန်တော်လည်းမတက်နိုင်ဘူးလေကနန်းဆိုင်ကိုလည်းဒါပြပီးတယ်နော်ရှေ့ရထွက်တာတော့ကျွန်တော်လည်းမတက်နိုင်ဘူးနော်ဒီ68ထဲမှာနော်တကူ9လို့နော်ပွဲဥမှာထွက်တယ်သူ့နေထဲမှာမွေးကနန်းနေနဲ့930နော်930ထွက်တယ်14ခွန်ထွက်တယ်နော်နောက်ကျွန်တော်တို့ဒီ2022ထဲမှာသူထွက်ထတာကနော်တင်9ကိုအပက်လဲသူ့နေထဲမှာထွက်ထတာကမွေးကနန်းနေနဲ့လေးတက်ခွန်ထွက်တယ်3ည93လို့ထွက်တယ် နော်ငွေကဏအနေနဲ့2023နှစ်မှာလည်းအဲ့လိုပဲငါတက်ကူလို့ထွက်တယ်ပွဲဥမှာအဲ့လိုထွက်လိုက်တာနဲ့လီတခုအာပတ်လေငွေကဏအနေနဲ့လိုက်ထားတယ်နောက်ကျွန်တော်သူ့နဲ့ထဲမှာ9 3ည3လို့သူငွေကဏအနေနဲ့အာပတ်လေလိုက်ထားတယ်နော်ဒါတွေကျွန်တော်မပြောခဲ့ဘူးနော်ဒီဟာတွေပေါ့ဒီနောက်3လုံးထောင်းနော်9 9ခွန်အဲ့9 9ခွန်သူ့နဲ့ထဲမှာကျွန်တော်တို့လိုက်ပါတယ်နော်ကျွန်တော်တောင်းတော့ဟာလဲနော်မမ်ဘာကပ်ပြတယ်ဆိုတာလဲနော် ထိန်ချမ်းတချို့ကျတော့လည်းထိန်ချမ်းနေဗျထိန်ချမ်းနေဆိုတာကနော်ဒါလှော့អော်ပြင်မသွန်းလို့ကျွန်တော်ထိန်ချမ်းခဲ့ပါတယ်ဒါနော်ဒါအိမ်မှာလွဲသွားခဲ့တော့ဒါထိန်ချမ်းကျိုးတော့နည်းနည်းတော့နဲ့တာပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေတွေလည်းဒါမကုံသင့်တာမကုံအောင်လို့ကျွန်တော်ထိန်ချမ်းခဲ့ပါတယ်နော်ဒီစားကြည့်ပါဒါထိန်ထိန်ချမ်းမနဲ့ဒါကျွန်တော်ပြောပြမယ်နော်လိုင်းကောင်းကောင်းတယ်လို့ကျွန်တော်ပြပါမယ်လိုင်းကောင်းကောင်းတယ်လို့ပြပါမယ်တတိယလောကမှာကနော်ကျွန်တော်တို့ဒီမှာထိုင်းထီရသူက6လုံးရှိတာတည်းရှေ့မှာထွက်သွားတာတော့ဒါမိမိရဲ့ကံတရားကျွန်တော်တို့ဩတာလည်း လေးငါအပတ်လေကိုအော်ခိုင်းတာเนาะကျွန်တော်ကစောကြီးကိုအော်ခိုင်းတာဒါအကိုတွေလည်းသိကျွန်တော်လိုင်းမမလည်းတင်ထားတယ်ကျွန်တော်ရဲ့ light တွေကိုကြည့် senior မှ senior လို့ကျွန်တော်ပြောခဲ့တယ်ဒီမှာလည်းသူကဒီနောက်မှာထွက်ထလာလဲ senior မဲ6 9 9 8 senior အခွားနဲ့ထွက်တာတော့ဒါမိမိရဲ့ကံတရားပါဗျာเนาะမိမိရဲ့ကံတရားเนาะဒီနောက်ထောင်သုံးလုံးပေါင်းเนาะဒီ9 9လို့เนาะပွဲမှာထွက်လို့ရှိရင် နောက်ထောင်ကเนาะ9 9ခွန်အဲ့9 9ခွန်သူ့နဲ့ထဲမှာ light တယ်เนาะဒါဒီကျွန်တော်ထိန်ချန်ခဲ့တယ်ကျွန်တော် ဘိုင်ဘာနေပို့ရတာဆိုတော့နော်ဒီမှာကျတော့ဒီမှာနောက်ပိတ်သုံးလုံးထောင်ပြီဒီမှာကျတော့ကျွန်တော်တို့ခါသုံးလုံးထောင်ထားတဲ့9 3ည9ဆိုတဲ့ခဏကသူ့နေထဲမှာနော်9 3ည9လို့လိုက်ထားတယ်ဒီဘက်မှာကျတော့ကျွန်တော်တို့9 1ကို9 1ကိုထိပ်စီးသုံးလုံးထောင်ဟိုမှာတော့အပိတ်သုံးလုံးထောင်နော်ဒုတိယတစ်ချက်ကျတော့ခါသုံးလုံးထောင်နော်တတိယတစ်ချက်ကျတော့ထိပ်စီးသုံးလုံးထောင်ဆိုတဲ့9လေးလေးဆိုတဲ့ခဏသူ့နေထဲမှာ လိုက်တယ်နော်9လေးလေးသူ့နေထဲမှာလိုက်တယ် တေချာကြည့်လိုက်အကိုတို့ကလန်နာလေးနဲ့လက်ကြည့်လိုက် နော်တေချာတိုက်ကြည့်လိုက်နော်ဒါကနန်းယူဝန်ယူနစ်စနစ်နော်ဒါခု20တချိန်မှာနော်ဒါလုံပေးနိုင်လို့ဒါချပြခြင်းမှာကျွန်တော်ကလဲနော်တောင်းမဆိုရင်တော့မချပြဘူးပြလိုင်းပေါ်မှာလဲနော်ကိုဆိုင်သူ့ဆိုင်နော်ယူသုံးနေတဲ့လူတွေပြီးတဲ့ကျတော့သူတို့ဆိုင်လှုပ်လှုပ်သွားတော့နော်မလွယ်ဘူးပြအဲ့လိုထွက်လိုက်တာ ਨੇ ကျွန်တော်တို့ဒီ1995နော်1995မှာဒီ နောက်ထောင်သုံးလုံးเนาะ998လဲသူ့နှစ်ထဲမှာလိုက်တယ်เนาะသူ့နှစ်ထဲမှာ930ဆိုတဲ့မွေးကနန်းလည်းလိုက်တယ်သူ့နှစ်ထဲမှာ140ဆိုတဲ့မွေးကနန်းလည်းလိုက်တယ်အဲ့လိုလိုက်ထားတာ ਨੇ သူကနေ19ဒီ195ကနေတစ်ချိန်နှစ်ချိန်သုံးချိန်ရဲ့အောက်က311ဆိုတဲ့ကနန်းလည်းဒီဟာကြည့်เนาะ311ဆိုတဲ့ကနန်းလည်းသူ့နှစ်ထဲမှာပြန်တွက်ထွက်တယ်เนาะပြန်တွက်ထွက်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့159 159ကိုသူ့အောက်ကနေကြည့်လိုက်တစ်ချိန်နှစ်ချိန်သုံးချိန်ရဲ့အောက်က 626ဆိုတဲ့ကဏ္ဍလည်းသူ့နေထဲမှာပြန်ထွက်ထွက်တယ်เนาะ662လို့ထွက်တယ်ဒီ91ကိုကလည်းတစ်ကြိမ်2ကြိမ်3ကြိမ်เนาะ3ကြိမ်အောက်က963ကလည်းသူ့နေထဲမှာပြန်ထွက်ထွက်တယ်เนาะဒီကြိမ်မှတော့ဒါကျွန်တော်เนาะ share ကိုဩခိုင်းတာเนาะဒါဒီ936ကိုဒါကျွန်တော်စီမှာကဏ္ဍစိုက်ယူတဲ့လူတွေအကုန်သိတယ်เนาะဒီကြိမ်တော့เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံး15ကြိမ်15ကြိမ်တော့ နော်ဒီစားရေးကြည့်လိုက်နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ခြောက်ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်ဆယ်ချိန်နော်စတိစနစ်စသုံးစလီစငါးချိန်တော့နော်ကျွန်တော်365ဒဲအော်ရအောင်ရန်ခိုင်းတယ်နော်သူ့ထွက်တော့သူ့အောင်မှာထွက်တယ်ဒါမတက်နိုင်ဘူးကန်တရားတော့နော်ကျွန်တော်တို့ order တော့365နော်ဒီ3ရက်ပါပါရှစ်ထိပ်စီနဲ့ကထားပါတယ်ကနန်းကိုကျွန်တော်ဆီကယူပြီးတော့လို့ရှိရင်မဖြန့်နဲ့ကနန်းကို ဒါဖြတ်တဲ့လူများရင်တော့လှဲ့မှာပဲဒါကျွန်တော်ကတော့ခဏဟောမသွန်းတို့ဒါကျွန်တော်ဒီလာဇမ်းပိုင်းဆိုလို့ရှိရင်တော့ဒီ16ရက်နေ့ထွက်မှာဆိုရင်73ရက်နေ့မှာပို့တယ်လာကုန်ပိုင်းထွက်မှာဆိုလို့ရှိရင်เนาะကျွန်တော်28ရက်နေ့မှာပို့တယ်အတားကိုပဲမရဘူးရဖြတ်တာပဲဖြတ်တော့ကျွန်တော်လည်းတက်နိုင်ဘူးကျွန်တော်ရှာတာရှာတာပဲเนาะချဲ့ဆိုတာလည်းမလွယ်ဘူးဗျကန်တရားနဲ့လည်းဆိုင်နေညံကြီးတုံးလို့လည်းမရဘူး तू အဲ့လိုเนาะမွေးကလေးနေထွက်ထားတယ်ကိုယ်30ထွက်တယ်เนาะခုန်ကုန်9ထွက်တယ်เนาะတလေး ခွန်ထွက်တယ်အဲ့လိုထွက်တာတာနဲ့သူကနေနော်တစ်ချိန်နှစ်ချိန်သုံးချိန်အောက်က3 1 1ကလည်းလိုက်ထားတယ်နော်လိုက်လိုက်တယ်အဲ့လိုလိုက်လိုက်တာနဲ့ကျွန်တော်တို့တကူ9နော်9ပရိတ်9ရပ်ပါပါခါ3လုံး10လို့ဖြစ်ထားတယ်နော်ဒီ9ပရိတ်ကြောင့်မလို့9ရပ်ပါပါခါ3လုံး10လို့ဒီဘက်နဲ့မှဖြစ်လို့ရှိရင်သူ့ဘေးမှာကတ်ထွက်ထားတဲ့ကဏ္ဍ183နော်ဒီ183ကဘယ်ကကဏ္ဍလဲဆိုတော့သူ့နေထဲကကဏ္ဍနော်သူ့နေထဲကကဏ္ဍသူ့နေထဲကကဏ္ဍမှာချုပ်ွက်နဲ့လာထားတာဒီ183ကနော် ဒီတစ်ရှင်းတော့ဒီခါသုံးလုံး30ဒီပရိတ်เนาะပရိတ်ငါ900ပါပါခါသုံးလုံး30ရေးပြီးမှလိုက်ထားတယ်။သူ့လိုက်ဖို့ကလည်းသူ့အောင်မှာဒီခါသုံးလုံး30လို့ဖြစ်တတ်တယ်။ဒီ1 3 1ဆိုတဲ့ကဏ္ဍကလည်း1ချင်းလို့ဖြေရမယ်။1 3 1ဆိုတဲ့ကဏ္ဍကလည်း1ချင်းလို့ဖြေရမယ်။เนาะခါသုံးလုံး30ဖြစ်ထားတဲ့အောက်ကเนาะဒီကဏ္ဍက1 3 1 3 1က1ချင်းလက်တက်ရရမယ်။သူ့ရဲ့ဒီတစ်ရှင်းတော့လည်းသူ့နေထဲကကဏ္ဍတစ်ခွက်ဖြေရမယ်။ဘလို့ကဏ္ဍလဲဆိုတော့ကဏ္ဍကိုယူလိုက်တဲ့အချိန်မှာနှစ်ထပ်ချုပ်တင်တဲ့တာကျွန်တော်ချုပ်တာပါ။เนาะဒီ3လုံး1 ဒီသုံးလုံးတစ်ကြောင့်မလို့တစ်ခါနဲ့ကဏ္ဍတစ်ခွက်ဖြစ်ရမယ်ဆိုတော့တစ်ခါအဲ့ကဏ္ဍခါသုံးလုံး30ရက်ပြီမှာရိုက်ထားတာလာမယ်နော်အားလုံးကျွန်တော်ရမေးစီတငယ်ချင်းများဒီမှာလည်းအဲ့လိုပဲတစ်ကူးငါတစ်ငါကူအပတ်လက်ထွက်တယ်သူ့ရဲ့ဒီဘက်နဲ့မှာခါသုံးလုံး30ရက်ဒီမှာလာဖြစ်ထားတယ်ခါသုံးလုံး30ရက်ဘေးမှာထွက်တာကဏ္ဍငါးတုံညာလေးအဲ့ငါးတုံညာလေးကဘယ်ကဏ္ဍလဲဒီတစ်ငါကူဒီ2022ကတစ်ငါကူဆိုတဲ့နှစ်ထဲကကဏ္ဍတစ်ခွက်တက်ရိုက်ထားတယ် အဲ့လိုရိုက်ဖို့ကလည်းခါသုံးလုံး30လို့ဖြစ်ထားတဲ့930ရဝမ်းကျင်းလို့တက်ရရအဲ့လိုဝမ်းကျင်းလို့တက်ရိုက်မှလည်း तू ကဖြစ်တာဒီကနာအဲ့လိုဖြစ်လိုက်တဲ့ချိန်မှာเนาะ तू ကလောက်ထတာကဒီမှာကကျွန်တော်တို့ဘီးပုံသံဒီ3လုံးပေါင်း30ဒီ3လုံးပေါင်း30အကြောင်းမလို့3ညခါနဲ့ကနန်းတကွဆိုတော့ဒီကနောင်းကိုယူရတယ်เนาะဒီကနောင်းကိုယူရတယ်3ညခါတည်းကတော့เนาะရှိတာပေါ့เนาะဒီမှာเนาะဒီမှာ เนาะตุงญาค้านี่แหละตุ๊นิดแท้บาเนาะดีมาดีมาบ่ะดีมาเนาะดีมาเนาะญาอีสิเนาะดีกระนั้นอ่ะเนาะตุงญาค้าเนี่ยกระนั้นตะกั่วค้า3 30เยอะไปมาผิดดิ3 90สู่แล้วกระนั้นอ่ะแหละเนาะวันเจ็งโหลตัดย้ายอ่ะเนาะตูย้ายพวกอ่ะแหละตูออนแก่เลยดีมาลาบีนอกตะเช็ดဒါကျွန်တော်တို့ရဲ့ယူဆပေါ့နော်ဒါဘလို့ယူဆနဲ့သွားလဲဆိုတော့ဒီ၄၃ညာငါဖြစ်ခဲ့တဲ့မူပေါ့ เนาะ2ထက်ချုပ်တွေနဲ့ तू က3ညခါလဲဖြစ်ရမယ်เนาะ2ထက်ချုပ်တွေနဲ့ဒီမှာ ng တက်ကို ng တက်ကိုကလည်းသူ့နေထဲမှာလီတခွန် လိုက်တယ်မွေးကနားနေနဲ့ကို3ည3လိုက်တယ်เนาะ ng လေးလေးဆိုတဲ့ဟာလည်းလိုက်ထားတယ်သူ့သွားထားတာလည်းတစ်ချိန်2ချိန်3ချိန်ရအောက်က ng 63လဲလိုက်ထားတယ်အဲ့ ng 63ကလည်း36လို့လဲလိုက်ထားတယ်เนาะ36လို့လဲပြန်ကနားနေနဲ့လိုက်ထားတယ်เนาะအဲ့လိုလိုက်ထားတာနဲ့ဒီချိန်မှာကျွန်တော်တို့က နော်ဒီပဋိငါးအကြောင်းမလို့ငါးရဲ့ပါဝါခါသုံးလုံးတစ်ဆယ်ရလဲဒီမှာဖြစ်ခဲ့တယ်နော်မပြီးခဲ့ဘူးနော်ဒီမှာတစ်ဆက်ပြန်ဖြစ်တယ်နော်မလာနိုင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာစီညံထွက်ထားတယ်နော်သူ့ထက်မှာစီညံထွက်တယ်မလာနိုင်ဘူးလို့ပြောထားတယ်နော်နောက်ကျွန်တော်တို့ဒီမှာခါသုံးလုံးတစ်ဆယ်လို့ဖြစ်တယ်သူ့ဘေးမှာတက်ရိုက်မှာကဏ္ဍကနော်ဒီကျွန်တော်တို့ဒီ2023ရဲ့ကဏ္ဍတကွက်သူရိုက်ရမယ်နော်အဲ့လိုရိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီခါသုံးလုံးတစ်ဆယ်လို့ဖြစ်ထားတဲ့၈၄၃ကလည်း ဝမ်းကျင်းလိုတက်ရရမယ်ဒီခါသုံးလုံး30ရက်ဘေးမှာရိုက်မကနာ14သုံးကလည်းဝမ်းကျင်းလိုတက်ရရမယ်တစ်ထပ်ချုပ်ပြီနော်ဝမ်းကျင်းလိုလည်းတက်ရရမယ်သူရိုက်လိုက်တဲ့ကဏ္ဍကကျွန်တော်တို့2023နဲ့ကနော်ကဏ္ဍလည်းဖြည့်ရမယ်ဆိုတော့နော်ကျွန်တော်ဒီကဏ္ဍကိုရွေးလိုက်တယ်ဘာလို့ရွေးတာလဲဒီသုံးလုံး nga ဒီသုံးလုံး၅ကြောင့်မို့၅ခါနဲ့ကဏ္ဍတစ်ခွက်ရွေးရမယ်အဲ့ဒီမှာသူ့ထဲမှာရှိတာက၅ခါနော်6ခါနဲ့ရှိမယ်နော်6ခါနဲ့ရှိမယ်၄ခါသုံးရှိမယ်နော် ်ကြည့်ပါနော်65ညရှိမယ်453ရှိမယ်နောက်နော်453ရှိမယ်နောက်953ရှိမယ်ဒီချက်ကြည့်နော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်953ရှိမယ်နောက်တစ်ခါကျွန်တော်တို့99ခွန်ရှိမယ်ဒီကနေ့လေးကွက်ကိုယူရမယ်ကျွန်တော်တို့ကဒီခါသုံးလုံး30ရဲ့ဘီးမှာရိုက်ဖို့ပါနော်အဲ့မှာဒီခါသုံးလုံး30နော်ဖြစ်ထားတဲ့ ရှစ်လေးသုံးကလည်းဝမ်းကျင်းတက်ရရမယ်ဆိုတော့လွတ်နေတယ်ဗျာရှစ်လေးသုံးဆိုတော့ဝမ်းကျင်းဆိုတော့လည်းဒီကောင်လွတ်နေတယ်နော်ဒီကိုငါတက်ကလည်းလွတ်နေတယ်ခွန်ငန်းခွန်လည်းလွတ်နေတယ်မိသားဆိုလို့ဝမ်းကျင်းနေဆိုလို့ဒီကနန်းတကွက်ပဲရှိတယ်လင်းငါးသုံးတကွက်ပဲရှိတယ်အဲ့မှာတစ်ထက်တစ်ထက်ချုပ်လိုက်ပြီနော်ဒီငါးခါနဲ့ကနန်းတကွက်ဆိုတော့ဒီလေးကွက်ထဲကတကွက်ထုတ်ထုတ်လိုက်ပြီအဲ့မှာထူးထူးဆန်းဆန်းနဲ့ तू ကဘာလောက်ထားလဲတခြားကြည့်ပါကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါဗဟုသုတတွေပေါ့ဗျာနော်ဒီနောက်တစ်ချိန်မှာလဲ तू ကဒီမှာခန်းသုံးလုံးတစ်ဆေးလို့ဖြစ်ထားတယ် နော်ခါသုံးလုံး30ရဲ့ဘေးမှာဒီကောင်ကဝမ်းချိန်မပေးဘဲနဲ့ပြောင်းရိုက်နိုင်လို့ပေါ့နော်ကျွန်တော်တို့ဒီ22ချိန်မှာပေါ့ကိုက20ချိန်နော်ဒီချိန်မှာဒီဒီ20ချိန်မှာထွက်နိုင်တဲ့ကွက်ကလေးကြတာကျွန်တော်ပြသွားပြီပေါ့ဒီကတော့နော်ခါသုံးလုံး30လို့ဖြစ်ထားတဲ့ဘေးကဒီကနန်းကိုတော့ဒါကျွန်တော်စီနီယံလို့ပြောခဲ့တယ်နော်653ဒီ653ကိုဘာလို့ရွေးချယ်လဲဆိုတော့သိချာကြည့်ပါနော်ထွက်တော့လာတော့နော်698လို့ထွက်သွားတယ်ဒါဘဟုတုတအနေနဲ့ပေါ့နော် ကနန်းဟိုတစ်ချက်ချုပ်နှစ်ချက်ချုပ်ဒီနဲ့ဒါလိုက်ထားတာပေါ့အဲ့မှာဒီသုံးလုံးပေါင်း1เนาะဒီသုံးလုံးပေါင်း1ကိုသူထပ်ထားတာကပရိငားเนาะကျွန်တော်တို့တက်ကုန်းငါပရိငားเนาะဒီသုံးလုံးပေါင်း1လို့ဖြစ်ထားတဲ့ကနန်းပေါ့เนาะဘွေပုံသံသုံးလုံးပေါင်း1လည်းဖြစ်တယ်ပရိငားငါရပါပါခါသုံးလုံး10လို့ဖြစ်ထားတဲ့ဘွေမရိုက်ရမယ်ကနန်းဒီကနန်းကလည်းဝန်းကျင်တက်ရရမယ်ဒီသုံးလုံး1ကြောင့်မလို့တက်ခါလည်းဖြစ်ရမယ်เนาะနောက်ဒီသုံးလုံး1เนาะပရိငား ပရိငားကြောင့်မလို့တက်ငားလုံးနဲ့လည်းကဏ္ဍလည်းဖြစ်ရမယ်တက်တလုံးနော်နှစ်လုံးသုံးလုံးနော်တခြားကြည့်ပါကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးကဏ္ဍလေးနော်တခြားကြည့်နော်ဒီသုံးလုံးပေါင်းတက်ပရိငားကြောင့်မလို့တက်ငားလုံးနဲ့ကဏ္ဍဖြစ်ရမယ်တက်တလုံးနှစ်လုံးနော်တလုံးနှစ်လုံးသုံးလုံးလေးလုံးနော်သူ့အောင်မှာတက်နော်ဒီတလုံးနဲ့ဆိုတော့ငားလုံး အဲ့မှာတစ်ခါလည်းဖြစ်ရမှာဆိုတော့ဒီကနန်းကခါသုံးလုံး30ရက်ပြီးမှလိုက်ကြထားတာဗျကျွန်တော်တို့အိုးလဲဆိုတာအပိုင်ထည့်ပြီးအိုးတာလွဲတော့မှလွဲရောဗျာနော်လွဲပြောတယ်နော်စီနီယာလည်းကိုယ့်စီနီယာလည်းလုံးလုံးလွတ်သွားတာမဟုတ်သူတို့ထိုင်းတီရဲ့အစီသုံးသုံးလုံးဖြစ်သွားတာတော့ဒါကန်တရားနဲ့လည်းဆိုင်တာပေါ့နော်ဒီမှလည်းအလိုပဲတင်ငါကိုခါသုံးလုံး30နော်ဒီ9ရက်ပါပါနော်ပရိ9ရက်ပါပါခါသုံးလုံး30လို့လည်းဖြစ်တယ်သူရဲ့ဘေးမှလည်းရိုက်ရမယ်ဒီခါသုံးလုံး30လို့ဖြစ်တဲ့9 30ရက်လည်းနော်ဝန်ချင်းလည်းဖြစ်ရမယ်ဒီသုံးလုံး တစ်ကြောင်မလို့လဲဒီသုံးလုံး30ကြောင်မလို့လဲတုံညာခါးနဲ့ကဏ္ဍတစ်ခွက်ဖြစ်ရမယ်ဒီသုံးလုံး30တူထထထက15 95ပြိတ်เนาะတုံညာ5လုံးနဲ့ကဏ္ဍလည်းဖြစ်ရမယ်တုံညာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံး5လုံးเนาะတုံညာခါးနဲ့လည်းဖြစ်ရမယ်တုံည9လုံးပြည့်တဲ့ကဏ္ဍလည်းဖြစ်ရမှာဆိုတော့ဒီကဏ္ဍက၄တုံည9ခါ3လုံး30ရက်ပြီးမှာဒီမှာလိုက်ထွက်တာအဗျ เนาะခါးသုံးလုံး30ဖြစ်ထားတဲ့9 30လဲဝမ်းကျင်းလို့တက်ရိုက်ပြီးတော့သူထည့်ထားတာဒီမှာကကျွန်တော်တို့ကဖြစ်လာတဲ့ချက်ကြီးငါတကူเนาะပရိင္ငါ900ပါပါခါးသုံးလုံး30လဲဒီမှာဖြစ်ပြီเนาะဒီသုံးလုံးပေါင်း1ကြောင်းဒီသုံးလုံးပေါင်း9ကြောင်းမလို့9ခါးနဲ့ကဏ္ဍတော့ကလေးခွက်ကလည်းဒီကဏ္ဍကိုရွေးထားပြီးပြီဘာလို့ရွေးရလဲခါးသုံးလုံး30လို့ဖြစ်ထားတဲ့เนาะကဏ္ဍလေးเนาะခါးသုံးလုံး30လို့ဖြစ်ထားတဲ့143ကလည်းဝမ်းကျင်းဆိုတော့ဒီကဏ္ဍကိုမိနေပြီ နော်နောက်တစ်ချက်ကဒီသုံးလုံးပေါင်းငါငါခါနဲ့လည်းဖြစ်နေပြီဒီသုံးလုံးပေါင်းငါဟိုသူ့ထထတာကတင်ငါကိုကပဋိငါငါငါလုံးပြည့်တဲ့ခဏလည်းဖြစ်ရမယ်ကျွန်တော်တို့ငါတစ်လုံးနှလုံးနှလုံးနော်ကျွန်တော်တို့သုံးလုံးလေးလုံးငါးလုံးငါးငါးလုံးနဲ့ငါးခါလည်းဖြစ်ရမယ်ဆိုတော့ဒီကနန်းကိုတွေ့ခိုင်းတာပေါ့။သူကဝမ်းကြီးနဲ့ဒီမှာလည်းရိုက်ရမယ်။နော်ခါသုံးလုံး30ရက်ဘေးမှာလည်းဖြစ်ရမယ်ဆိုတော့ နော်ဒီကနောင်းကိုတွေ့ခိုင်းတာပေါ့ဒီမှာလဲ तू ကလှုပ်ထားတယ်နော်ကျွန်တော်တို့66 68ခွန်စီနေရတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်9ချိန်10ချိန်မှာလဲစီနေရနော်ဒါဒီဟာတွေကပြခဲ့ပါတယ်နော်ဒီစီနေရကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်9ချိန်10ချိန်မှာလဲစီနေရလို့ပြောခဲ့တယ်နော်6ခွာထားတယ်သူ့အောင်မှာစီနေရလို့ထွက်တာလေဒီမှာ6ခွာထားတယ်သူ့အောင်မှာစီနေရလို့ဒါကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့အရှိေသုံးကနေထွက်သွားတာတော့မတက်နိုင်ဘူးဗျာကျွန်တော်လည်း သူနောက်ကလည်းစီနီယံတော့စီနီယံအခွားနဲ့စီနီယံထားတယ်သူကဒါကံတရားပေါ်မှာပဲမူတည်တယ်ပေါ့နော်ဒီမှာကကျွန်တော်တို့ခုပွဲထွက်သွားတာကနော်သူနောက်သုံးလုံးနေနဲ့နော်698လို့ထွက်ထားတယ်ခဏလေးနော်698လို့ထွက်ထားတယ်ထွက်ထားတာပရိန်ငါနော်တခြားကြည့်ပါကျွန်တော်ရေမိတ်စီတငယ်ညီများနော်သူလှုပ်ထားတဲ့ပုံကနော်သူလှုပ်ထားပုံက ခဏလေးခဏလေးသူလှုပ်ထားပုံအောင်เนาะကျွန်တော်တို့ဒီနှလုံးငါခါနှလုံးငါကြောင့်မလို့သူ့နေထဲမှာခွာငါးနဲ့ကဏ္ဍတကွာเนาะခွာငါးနဲ့ကဏ္ဍတကွာ ဒီကနန်းသူ့ရဲ့တနေချာမှာလိုက်ထွက်တယ်ပရိငားလို့ခံပြီးမှလိုက်ထွက်ထားတယ်နော်ပရိငားလို့ခံပြီးမှလိုက်ထွက်ထားတယ်ဒီချာကြီးနော်ဒီနှလုံးလေးကြောင်မလို့နော်ခါးနှလုံးလေးကြောင်မလို့ခွာလေးနဲ့ကနန်းတကွဒီချာကြီးပါနော်ခွာလေးနဲ့ကနန်းတကွသူ့ရဲ့ဒီဘက်နှစ်မှာပရိငားလို့ခံပြီးလိုက်တာ ားနှလုံး၅ကြောင်မလို့ခွာ၅နဲ့ခဏတကွနော်ခွာငါးနဲ့ခဏတကွဒီကနဒီခွာငါးနဲ့ခဏတကွကသူ့ရဲ့တင်းနဲ့ချမှာဒီမှာလိုက်ထားတယ်ပဋိငါးလို့ခံပြီးတော့လိုက်ထားတယ်နော်သူ့ထက်မှာပဋိငါးလို့ခံပြီးတော့လိုက်ထားတယ်ဒီနှလုံးခါလုံးနှလုံးငါးကြောင့်မလို့နော်ခွာငါးနဲ့ခဏတကွလိုက်ထားတယ်ဒီမှာကကျွန်တော်တို့ခါနှလုံးနှစ် ခါနှလုံးနှစ်ကြောင့်မလို့ခွနဲ့နဲ့ကနန်းတကွာဆိုတော့ကျွန်တော်တို့ကဒီကနန်းရှိမယ်နော်ဒီကနန်းကတော့တနေ့ချမှာတော့လိုက်ထားတယ်သူ့ရဲ့ထက်မှာပရိငားလို့မဖြစ်ထားဘူးနော်ခွနဲ့နဲ့ကနန်းနော်ဒီကနန်းရှိမယ်ခွနဲ့နဲ့ကနန်းနော်သူ့ရဲ့တနေ့ချမှာတော့လိုက်ထားတယ်ပရိငားမဖြစ်ထားဘူးနော်ခွနဲ့နဲ့ကနန်းဒီကနန်းလည်းရှိတယ်နော်ကိုတို့ညာသုံးရင် လေးခွန်ရှိရဲ့နော်ခွန်နှစ်နဲ့နော်နှစ်ကွက်ထဲတယ်နော်အားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးကျွန်တော်တို့ကတနန်းတစ်ကွက်ကိုနော်တိချလိုက်တာじゃတိချလိုက်ပြီးမှလဲအော်တာဒါမဖြစ်တာဖြစ်တာတော့နော်မိမိရဲ့ကံတရားနဲ့လဲဆိုင်တယ်ဒါပေမဲ့စီနီယံတော့ကျွန်တော်ပြောခဲ့တယ်စီနီယံမှစီနီယံလို့ဒါပေမဲ့ကျွန်တော်ပြောခဲ့တယ်နော်ကိုကံတရားလက်ခေးတာရှေ့ရနေထွက်တာတော့တက်နိုင်မှုများနော် အဲ့မှာနော်ခွန်းနဲ့ကနန်းဆိုလို့ရှိရင်ဒီကနန်းဒီမှာထွက်ထားတယ်သူ့ထက်မှာပဒိန်ကမဖြစ်ထားဘူးသူ့ရဲ့အောက်ကနော်ဒီကနန်းလေးခွန်းရှစ်ကလည်းခွန်းနဲ့ဒီမှာပြီးမယ်ဆိုလို့ရှိရင်တော့နော်ရှင်ငါးရှစ်လို့ရှစ်ကိုရှစ်လို့ပဒိန်ငါးလို့ထွက်ထားတယ်သူ့အောက်မှာဒီကနန်းနှစ်ကွက်ကိုတော့ကိုဘကူတော့ခုနကျွန်တော်ချုပ်တယ်လို့လိုက်ပြီးတော့ချုပ်ကြည့်ကြပေါ်ပါဗျာနော် 339ရဲ့နောက်ကျွန်တော်တို့408ရဲ့ပေါ့ခွန်းနဲ့ဒီနှစ်ကွက်ပေါ့နော်ကျွန်တော်ချုပ်တယ်လို့လိုက်ချုပ်ပြီးတော့ထဲပေါ့ပရင်ငါလို့ကြားတယ်နော်နောက်ကျွန်တော်တို့ခုနကျွန်တော်ပြတဲ့ site နော်သူကဒီခါသုံးလုံးတစ်စေလို့ဘေးမှာဖြစ်ထားတဲ့ကဏ္ဍကနော်ဒီမှာလဲခါသုံးလုံးတစ်စေလို့ဖြစ်ထားတယ်ဒီချိန်မှာလဲ အကျုံးဝင်သွားနိုင်တယ်နော်ဒီ၄၅၃ဆိုတဲ့ကဏ္ဍကနော်ဒီချိန်မှာလဲအကျုံးဝင်သွားနိုင်တယ်22ချိန်မှာနော်သူကဒီကဏ္ဍတော့နော်ခါသုံးလုံး10လို့ဖြစ်ထားတဲ့1 3ည9ကလည်း1ချိန်လို့တော့မဖြစ်ဘူးနော်ကျွန်တော်ဒီချိန်မှာဒီချိန်ကိုကျွန်တော်1ချိန်လဲကြိုက်တယ်ဆိုပြီးတော့អော်ခိုင်းတာအမှားဒီမှာတော့ခါသုံးလုံး10ဖြစ်ထားတယ်1ချိန်တော့မဖြစ်ဘူးအကျုံးတော့ဝင်သေးတယ်ကြိုက်ရင်လဲထိုးဘာလို့လဲဆိုတော့တခြားကြီးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးခါသုံးလုံး10လို့ဖြစ်တယ် နော်ဒီကနန်းဒီမှာ1ကျင်းလို့သူ့နဲ့တင်းတဲ့ကကနန်းတစ်ခွက်နော်ရိုက်လိုက်တာနဲ့နော်သူ့အောက်မှာပြန်ပြီးတော့ဝင်းရှူတာနှစ်ထိပ်ကနှစ်ထိပ်လို့ထည့်ပြီးတော့3 1က1 3ဆိုပြီးတော့နော်နှစ်3 1က1 1 3လို့သူ့အောက်မှာဝင်းရှူတာဗျနော်အကျုံးဝင်သေးတယ်နော်ဒီကနန်းဆိုင်ကဒါကျွန်တော်ရမေးရှိတငယ်ချင်းများအောင်သိရအောင်လို့ဒါချပြတာနော်ဘာလို့လဲဆိုတော့တချို့ကြတော့လဲနော်လူလူစိမ့်သက်သက်တွေကနော်မတူဘူးကွာတလုံးမှမတူဘူးလို့ နော်သူတို့ကနောက်သုံးလုံးပဲကြည်တာရှေ့သုံးလုံးကြည်တာမဟုတ်ဘူးရဲ့နော်ဒီမှာလည်းခါသုံးလုံးတစ်ဆယ်လို့ဖြစ်တယ်သူ့ရဲ့ဘေးမှာထွက်တာတဲ့ကဏ္ဍကသူ့နှစ်ထဲကနော်ငါ၄၃ည၅ဆိုတဲ့ကဏ္ဍကပေးလို့ရှင်သူ့ရဲ့အောက်ကကဏ္ဍကနော်ငါထိတ်ကငါထိတ်လို့ထည့်ပြီးတော့၃၃ည၃ည၃လို့ထည့်ပြီးတော့ငါ30ရငါ30ည3လို့ဒက်ကက်ထားတာဒီမှာလည်းအဲ့လိုပဲနော်ဒီချိန်မှာနော်ဒီမှာငါဘရိတ်ကြထားတယ်ဒီချိန်မှာကျွန်တော်တို့ဒီ20တချိန်မှာခုနကကျွန်တော်ပြခဲ့တဲ့ ဒီနှစ်ကွက်ထဲကတကွက်ကွက်လိုက်ခဲ့လို့ရှိရင်နော်ခါးသုံးလုံးတစ်စီလို့ဖြစ်ထားတဲ့22ကြိမ်မှာ၄၅သုံးအာပတ်လေခုနကျွန်တော်ချုပ်ပြတယ်နော်၅၅လုံးလည်းပြည့်တဲ့ကဏ္ဍလည်းဖြစ်ရမယ်ငါးခါးနဲ့ကဏ္ဍလည်းဖြစ်ရမယ်ဆိုလို့ရှိရင်ဒီကဏ္ဍကဒီမှာပတ်လေထဲလို့ရှိရင်နော်သူ့ရဲ့ဇောင်းကဏ္ဍဒီကဏ္ဍဒီကဏ္ဍကနှစ်ထိပ်ကနှစ်ထိပ်လို့ထည့်ပြီးတော့39ကို93လို့ထည့်ပြီးတော့190ဆိုတဲ့ကဏ္ဍကအော်တိုဝင်သွားနိုင်တယ် ဒီကနေ့မှချုပ်လက်ချုပ်တာတွေကများတယ်နော်တကယ်လို့ဒီကနေ့မှ23ကျင်းနော်ဒီကနေ့မှ၄ထားပါ435လို့အာပတ်လေလို့22ကျင်းမှလိုက်ခဲ့လို့ရှိရင်သူ့အောင်မှာ190လို့လည်းဖြစ်သွားနိုင်တယ်ခါသုံးလုံး10လို့ဖြစ်ထားတယ်ကနန်းမလို့နော်အဲ့လိုဖြစ်မလားဒါမှမဟုတ်ကိုဘကချုပ်ယူနော်ဒါကျွန်တော်တို့ကကြိုတင်ပြီးတော့ကြိတ်ပြီးတော့เนาะတေချာလေးလာတဲ့ site တွေမျိုးလို့တာချပြတယ်အဲ့လိုမှမဟုတ်ဘူးဒီ190မှာ လေး၅၃လို့ဒီ၂၂ကြိမ်မှာပေးခဲ့ပြီးတော့ဒီသူ့အောက်မှာလိုက်မဲ့ခဏက၂90လို့မဖြစ်ဖဲနဲ့ခါ၃လုံး30လို့အရင်စဆောက်အောင်ဖြစ်ထားတဲ့ခဏကဝင်းရှူတာလားတခြားကြည့်နော်ဒီခဏကနော်ခါ၃လုံး30ကဘယ်မှမဖြစ်ဘူးဗျဒီမှာလာဖြစ်ထားတယ်ဒီခဏကမဲ့ဝင်းရှူတာလားဒီဘက်နဲ့မှာကသူကခါ၃လုံး30လို့အရင်စဆောက်အောင်ဖြစ်ထားတာကဒီခဏကအဲ့မှာလေးထိပ်က လေးထိတ်လို့ထည့်ပြော၈တက်တွဲက၈တွဲဆိုလို့ရှိရင်၄တက်၈လို့လဲ23ချိန်မှာဖြစ်သွားနိုင်တယ်နော်ဒီ like ကိုတေချာလေးကြည့်ပါကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးကျွန်တော်တို့ကဂျူတင်လေးလာထားတဲ့လူဆိုတော့အကုန်လုံးဒါနော်မြင်ထားပြီပြီဒါကြိုက်ရင်လဲနော်ဒီလိုဆိုင်မျိုးတွေကြိုက်ရင်လဲယူနိုင်ပါတယ်နော်ခုပွဲမှာဒါအကိုတို့လည်းအမြင်ပါနော်ခွားနဲ့ကနန်းဒီနှစ်ကွက်ထဲကတကွက် သူအိုးထဲမှာပါပြီပါနော်ပါပြီပရင်ငါလို့ကြားခဲ့လို့ခွားနဲ့နဲ့ကနန်းတကွဒီနှစ်ကောထဲရတော့ဒါအကူကြီးရွေးပေါ်ဗျာအာပက်လေကျွန်တော်တော့ဒက်ရွေးပြီးသွားပြီရွေးရတယ်ဒီလိုကျွန်တော်ပြတဲ့စိုက်ဆိုလို့ရှိရင်ဖြတ်ကျွန်တော်စီရတပေါင်းနဲ့ယူထားတဲ့ကနန်းဆိုလို့ရှိရင်မဖြတ်တော့နဲ့ခင်ဗျားတို့လည်းငွေပေးဝယ်ရတာကျွန်တော်ပြောတာရှင်းရှင်းလင်းလင်းလေးရဲ့နော် ရွှေစေသားနော်ဒီ20တချိန်တချိန်စား1000နော်39 88 9 800 4ကိုလေးဒီဖုန်းနံပါတ်မှာ Viber ရှိပါတယ်နော် Viber ရှိပါတယ်အားလုံးကျွန်တော်ရဲ့ message ငွေချင်းများအားလုံးကျွန်တော်တို့ကငန်းတစ်ကွက်ချုပ်တယ်ဆိုလို့ရှိရင်အဲ့လို like ချုပ်တာဒါလည်းအချုပ်တွေပါတယ်နော်ဒီခွားနှစ်နှစ်ကနန်းလည်းအချုပ်တွေပါတယ်ကိုဘကူတော့နော်ကြည့်ရွေးပေါ့ဗျာဒါကျွန်တော်တော့ငန်းဆိုင်ပြပြီပေါ့နော်သူလာမယ်ဆိုရင်လည်းလာနိုင်သွားပြီနော်ခါသုံးလုံးတစ်စေလို့ဖြစ်တယ်သူရဲ့ဘေး653လို့ ပက်လေကြခဲ့လို့ရှိရင်သူ့အောင်မှာဝင်းရှုံမယ်ခဏလေပြခဲ့ပြီးပြီကိုပါကိုရွေးနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများအားလုံးနော်အားလုံးပဲကံကောင်းကြပါစေကိုပါကိုလည်းရွေးနိုင်ကြပါစေနော်ခု20ချိန်မှာခွားနှစ်နဲ့ခဏတကွဒီနှစ်ကွတည်းရရှိတာဗျာရွေးကိုပါကိုဆိုက်ကတော့နော်အကူဒီမြင်တဲ့အတိုင်းပဲသုံးကတ်စီနော်သူလောက်ထားတာလည်းသုံးကတ်ထဲပွဲဦးမှာလောက်ထားတာနော်ဒီစားကြည့်ပါနော် ဒီနှလုံးခါနှလုံးလေးကြောင့်မလို့ခွာလေးနဲ့ကနန်းတကွက်သူ့ရဲ့တနစ်ချာမှာလိုက်ထားတယ်ပရိငားလို့ခံပြီးမှလိုက်ထားတာအဲ့ငားကလည်းပရိငားကလည်းဒီပရိငားကြောင့်မလို့ဒီပရိငားကြောင့်မလို့သူ့ရဲ့တနစ်ချာမှာနော်ပရိငားလို့လိုက်ခဲ့လို့ရှိရင်သူ့နှစ်ထက်ကဘုမခါနှလုံးလေးကြောင့်မလို့ခွာလေးနဲ့ကနန်းလိုက်တာဒီမှာလည်းအဲ့လိုပဲပရိငားသူ့ရဲ့တနစ်ချာမှာပရိငားလို့ပေးခဲ့လို့ရှိရင်သူ့ရဲ့နှစ်ထက်ကကနန်းတကွက် ဒီနှလုံးငားကြောင့်မလို့ခွာငားနဲ့ခဏတကွเนาะဒီပဋိတ်ကြောင့်မလို့ပဋိတ်ငားလို့ပြီးလို့ရှင်သူလိုက်ထားတာเนาะဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ပဋိတ်ငားသူ့ရဲ့ဒီဘက်နှစ်မှာပဋိတ်ငားလို့လိုက်ခဲ့လို့ရှင်เนาะဒီမှာတော့ပဋိတ်ငားကြခဲ့တယ်ဒီမှာတော့ကျွန်တော်အဲ့အလေးရန်ဒိုးလေးထူခိုင်းခဲ့တာเนาะရန်ဒိုးလေးထူခိုင်းခဲ့တာ เนาะไอ้ควานเนี่ยกันแล้วกว่ากูดีมาตรงนั้นเราไม่ไปละอูดีมาบริงาหลุเปลี่ยนဝင်ท่าเดไอ้တော့ကျွန်တော်တို့ကဒီနှလုံးပေါင်းနှစ်ကြောင်မလို့ควานเนี่ยกันแล้วกว่าဒီกันရှိมั้ยเนาะกูตุญญาต้องရှိมั้ย၄ခွန်၈ရှိมั้ยဒီ2กว่าเนาะบริงาหลุจ่าท่าหลุกะอกูดิยุ้ยနိုင်มาเด้ဒီ2กว่ากูเนาะတကယ်လို့ဒီไซต์ကိုจ่ายတယ်ဆိုရင်လဲဒီ3လုံး30မလို့ဒီချိန်မှာ၄5 3အပတ်လဲထိုးနိုင်มาเด้၄5 3အပတ်လဲจ่าလို့ရှင်သူ့အောင်มา နှစ်90လို့လည်းဖြစ်သွားနိုင်တယ်လို့48လို့လည်းเนาะသူခါသုံးလုံးစားစားသုံးဖြစ်တာတဲ့48လို့လည်းဖြစ်သွားနိုင်ပါတယ်23ကြိမ်မှာเนาะရွေးပေါ်ဗျာเนาะအားလုံးကျွန်တော်လည်းဒါပဲပြနိုင်တယ်ကနန်းဆိုင်ကတော့တွန်းသွင်းဟာရွေးထားတဲ့ဟာတွေကတော့เนาะမပြတော့အားလုံးကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများအားလုံးအားလုံးပဲเนาะဒီလောက်ဆိုရင်နားလဲတော့ပါကြီးเนาะကျွန်တော်တို့ဩခဲ့တာလဲစီနီယာမှာစီနီယာထုတ်ပြီးတော့653ကိုပက်လေကိုဩခိုင်းနေတယ်เนาะသူထွက်တော့ ရှေ့ရထွက်တယ်မတက်နိုင်ဘူးဒါကတော့ကျွန်တော်လည်းမတက်နိုင်သူခင်ဗျားတို့လည်းမတက်နိုင်ဘူးနောက်မှလည်းစီနီယံတော့စီနီယံအခွားစီနီယံလောက်တာ69 68ဆိုတော့စီနီယံဖြစ်နေတယ်နော်အားလုံးပဲကံကောင်းကြပါသည်ခု20တချိန်ခွားနှစ်ခဏတကွအားလုံးပဲကံကောင်းကြပါသည်ဗျ